ဟယ်လိုအားလုံးမင်္ဂလာပါရှင်။ကဲဒီနေ့ငယ်ကမိုးရင်းကာလ2024မိုးရင်းကာလမှာငယ်တို့သွားခဲ့တဲ့လူသွားအရန်နေတဲ့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာရှိတဲ့ပန်းတပွင့်တောင်တော်မြတ်ကိုခေါ်သွားပြမှာပဲဖြစ်ပါတယ်ရှင်။ပန်းတပွင့်တောင်တော်မြတ်ကလေအရန်လဲတိတ်ဆိတ်တဲ့အီချမ်းနဲ့ပြီးတော့လမ်းမှာဆိုလို့ရှိရင်ရှုခင်းနေအရန်လာတယ်။အဲဒါကြောင့်မို့ငယ်တို့ကတော့တစ်နှစ်ကိုအနည်းဆုံးတစ်ခေါက်လောက်တော့ရောက်ဖြစ်ပါတယ်။ ဒါလေးကတော့အဝင်ဝပါအဝင်ဝမှာပြစ်တိုင်းထောင်အယုတ်အကြီးနှစ်ယုတ်ရှိရပေါ့နော်ငယ်တို့သွားတော့ကတော့အောက်မှာလဲကြနေတယ်အခုကတော့ပြန်လဲပြီးတော့မွမ်းမံပြီးသွားပြီးဆေးတွေလည်းတေချာတုတ်ပြီးတော့မှတော်တော်လေးလာတယ်နောက်ဗီဒီယိုမှာငယ်တို့ထပ်သွားထားတဲ့ဗီဒီယိုလေးကိုထပ်ပြီးတော့တင်ပေးမယ်ပေါ့နော် ီအဝင်ဝရဲ့ညာဘက်ချမ်းမှာဆိုလို့ရှင် mobi camp ဆိုပြီးတော့မှ camp တစ်ခုလည်းရှိတယ်။အဲ့ camp ကတော်တော်လေးနာမည်ကြီးတယ်။ဒါပေမဲ့ငယ်တော့ကတော့တခါမှတော့အခုချိန်ထိပေါ့နော်တခါမှမသွားဘူးသေးပါဘူးရှင်။ဒီပန်းတပွင့်တောင်တော်မြတ်လာတယ်ဆိုလို့ရှင်တီလေးတွေအတွက်လည်းအစာလေးတွေယူလာပေးပါအောင်နော်။လူချင်းတန်းချင်းတယ်ဆိုလို့ရှင်သူကចောင်းသားလေးတွေရှိတယ်။ចောင်းသားလေးရှိရဆိုတော့ចောင်းကလေးတွေပေါ့နော် လူတို့ဒန်းလို့ရပါတယ်ရှင်။ ဒါကတော့ចောင်းဝင်းနဲ့ပေါ့နော်ចောင်းဝင်းလို့ပဲပြောလိုက်တော့မယ်ဒီចောင်းဝင်းအဆောင်နေရဲ့ဟိုဘယ်လိုပြောမလဲအဲ့အဆောင်နေပုံမှာဆိုလို့ရှင်ပြစ်တိုင်းထောင်လေးတွေကအရန်များတယ်ပြစ်တိုင်းထောင်အယုတ်ကလေးတွေတော်တော်များများရှိတယ်ပေါ့ဒါကတော့သူကတက္ကသိုလ်လိုမျိုးပဲတန်ခါတက္ကသိုလ်လားဘယ်လိုလဲတော့မသိဘူးပေါ့နော်အဲ့လိုမျိုးလေးလည်းရှိတယ်ပြီးတော့ဈေးဆိုင်နေလည်းအခုနောက်ပိုင်းရှိသွားပြီပေါ့နော်မိုးရင်းဆိုလို့ရှင်တော့သူကလူသွားအရန်နေတော့ဟိုပိတ်ထားတာပေါ့အခုနောက်ပိုင်းတော့ပြန်ပြီးတော့မှဈေးတွေစရောင်းနေပြီမိုးရင်းဆိုတော့လမ်းလေးတော့နည်းနည်းလေး ဆိုပါတယ်။သူကကြတော့ចောင်းဝင်းရလေအရန်ကျဲတော့ဘယ်လိုပြောမလဲဟိုကားပါကင်တီးတန့်ရင်လို့မရှိဘူးပေါ့เนาะမရှိဘူး။အဲပြီးသွားလို့ရှိရင်ဒီမော်ဘီခက်မို့လာရတယ်ဆိုလို့ရှိရင်ဖူကြီးဆယ်တော့ဘာတော့လဲထပ်ပြီးတော့သွားလို့ရတယ်ပေါ့နော်ငယ်တော့ကတော့သွားခဲ့တယ်အဲဒီဗီဒီယိုထဲမှာလည်းပါပါတယ်ငယ်တော့အခုကတော့ကားပါကင်ထိုးဖို့နေရာရှာနေတာပါရှင်ပြီးရင်အဲ့မှာဆင်ယုတ်ကြီးနေယုတ်ရှိတဲ့ပုံကိုတက်သွားမှာဖြစ်ပါတယ် ါလေးကတော့စေဒီပေါ်ကနေပြီးတော့มาရိုက်ထားတာပါဒီအနီရအဆောင်လေးကတော့သူကကြတော့ တီလရှင်အဆောင်လို့ထင်ပါတယ်။ဒါကတော့ဖျားပေါ်မှာပါ။စေဒီတဆူတဲထားပါတယ်ရှင်။ဒီဘုံကနေကြည့်ရတဲ့ view ကလေအယမ်းမိုက်တယ်။အကုန်လုံးကစိမ့်ဆိုပြီးတော့တော်တော်လေးလှပါတယ်။ဒါကတော့ငယ်တို့ကဖူကြီးဆယ်ဘက်ကိုခဏသွားမှာပါ။အချိန်ရတာမို့လို့ခဏသွားတာဖြစ်ပါတယ်။ဒီ video ကတော့တိတ်ပြီးတော့မစုံဘူးပေါ့နော်။ဘာလို့လဲဆိုတော့ငယ်က first time သွားတာဖြစ်တဲ့အတွက်ဟို ဘလောက်ရိုက်ဖို့လဲအစီအစဉ်မရှိလို့ငယ်ကအလုံးဝမရိုက်ခဲ့ဘူးပေါ့နော်တည်တည်ချာချာမရိုက်ခဲ့ဘူးနောက်တစ်ခေါက်သွားရင်တော့တေချာလေးထပ်ရိုက်ပြီးတော့မှအဲပြန်ပြီးတော့တင်ပြီးပါမယ်ရှင်ဒါကတော့ဖူးကြီးဆယ်ပါငယ်တို့သွားတော့ကကြတော့တကားဖွင့်ထားလို့ပေါ့နော်ငယ်တို့ကဝင်လိုက်တာတကယ်တော့ဝင်ခွင့်မရှိဘူးပေါ့နော်ကျွန်တော်ငယ်တို့ကဒီထဲမှာဓာတ်ပုံလေးတွေလည်းအများကြီးရိုက်လာပါတယ်ကဲငယ်ကတော့ဒီပန်းတပွင့်တောင်တော်မြတ်ကိုရိုက်ပေးထားတာပါနောက် vlog တွေမှာလည်းပြန်လဲတွေ့ချင်ပါသေးတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်